အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တင်ကြနေရင်နိုဝင်ဘာလ6ရက်နေ့အရီစီစဉ်ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်။မြေဆောင်ကြောင်ဘရေးစစ်ကော်မရှင်ဂေတွေမှာမြေချနာပူတာဦးတမေကာရီကိုဖြစ်တန်းသွားလောက်ခွင့်ပေးပင်တာဆဲဖြစ်ပါတယ်။ပြည်သူလူထုအနေနဲ့စေရီတတင်ဝေဟင်တတင်တွေကိုအမြဲတမ်းနားထောင်ဖို့အပြင်လူစုလူဝေးတွေကိုအတန်နိုင်ဆုံးရှောင်ကြဖို့အရေးကြီးရေလို့ကျွန်တော်လည်းရေအဖွဲအစီကံကံအင်း တင်းနဲ့ပြန်ကြရတောင်းကံဘုံမချီနိုဘူကအတိပေးပြောဆိုပါရယ်မြန်မာလူထုကိုမမေ့လျော့ချဖို့နဲ့လူသားချင်းစာနာမှုအကူအညီကိုပေးရချဖို့ကိုရဟမင်းကြီးလေးတို့ကနိုင်ငံတကာအတိုင်းဝိုင်းကိုတိတ်တွန်းလိုက်ပါရယ်ဆရာရဲ့တင်းနဲ့ကိုတင်ဆက်ပေးရမှာပါကျမကတော့အစစ်စစ်ဆက်သူမင်းကြီးဖြစ်ပါရယ် မစ္စနာမြေဆောင်လန်လမုန်ဆုပ်နေမြေဆောင်ချောင်းပရိစေကော်မရှင်ကတွေမှာမစ္စနာဘုရားကိုတမဲကားရီကိုဖျက်တန်ဒေါ်လာခွင့်ပေးပင်သားစေဖြစ်တယ်လို့သိရပါတယ်။ထရီဆာကတင်ဆက်ပေးမှာပါ။ပီကရအော်တိုဘာလာ23ရက်နေ့ကနေစပြီးမြစ်ဆုံတောင်ဖရမရောက်မီလမုံစောဘကျူဂိတ်တွေမှာခြိုင်တဲ့ကိတ်ဆောင်တဲ့သားတွေကနေမြစ်ချနာပူတာကိုတမဲကားရီကိုပြန်လဲခိုင်ခဲ့ရလေးဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမြေဆုံတောင်ဖရေးစ်ကော်မရှင်ကိမ်းမှာတော့အစင်ကားနဲ့အသက်ကားတွေကိုခဏတဖြုတ်ကိဖွင့်ပေးဟန်ရှိပေမဲ့လက်ရှိအချိန်မှာတော့အသက်အစင်ကားတွေအလုံးကိုအချက်ပါကိတွေကနေဖြတ်တန်းခွင့်ပိတ်ချတာလို့ခရီးတွားပြည်သူတို့ကမြင်ချင်တဲ့တဲ့အချိန်ကိုပြောပါရယ်အချက်ပါခရီးတွားပြည်သူရဲ့ထမှန်ပြောပြချက်အရအသက်အစင်ကားတွေအလုံးကိုဖြတ်တန်းသွားလာခွင့်လုံးဝမပြုတာ၃ရက်လောက်ရှိလာပြီဖြစ်ပြီးလူမှုစုစစ်ကော်မရှင်ကိမ်းနဲ့မြေဆုံတောင်ဖရေးကိတ်တွေမှာပိတ်မိနေတဲ့ကားတွေအစီး90လောက်ရှိတယ်လို့သိရပါရယ် ဒါအပြင်အချက်ပါကိတွေမှာဒေသခံတွေရဲ့ကားတွေကိုပါဖြတ်တန်းသွားလာခွင့်ပိတ်ချတဲ့သဘောရှိနေပြီးကားပေါ်တင်ဆောင်တဲ့ပစ္စည်းတွေကိုပါအသေးစိတ်စစ်ဆေးရင်တင်ချတာပါလုံဆောင်နေတယ်လို့ကြားသိရပါတယ်စစ်ကော်မရှင်ကနေအခုလိုခေဖြတ်တန်းခွင့်ပိတ်ပင်တာနဲ့ပတ်သက်ပြီးအသေးစိတ်အချက်တွေကိုတော့မသိရှိရဘူးလို့လည်းပြောပါတယ်လမုတ်စုကျေးရွာအတွင်းမှာ2024ခုနှစ်အောက်တိုဘာလစံပိုင်းကနေဝင်ရောက်နေထိုင်လာကြတဲ့စစ်ကော်မရှင်တပ်သားတွေဟာရွာအတွင်းကိန်းတစ်ခုထရှိပြီးခီးတွားကားတွေကိုပတ်စံကောက်ခံနေရုံတောင်မှာတည်င်း ချတိရမှုပေါ်မူတည်ပြီးတော့လဲစစ်စေးရဲ့တင်းကျပ်လေးရှိတဲ့ကိတွေဖြစ်ပါတယ်။မိစုံတောင်ပရိတ်ကိတွေမှာလဲအလားတူတာစီစစ်စေးရတွေပြုတ်လုံးလဲရှိတာအပြင်ပြီးခဲ့တဲ့ဇူလိုင်လပိုင်းလောက်ကနေစပြီးမချီနာဘက်အချမ်းကနေအထက်ဘက်နေရာတွေစီတက်မဲ့အထက်ဘက်နေရာတွေစီတက်မဲ့အသက်18နှစ်အထက်40နှစ်အောင်အမျိုးသားတွေကိုပါဂိတ်ဖြတ်ခွင့်ပိတ်ပင်ကြတွေပါလုံဆောင်ခဲ့ရလေဖြစ်ပါတယ်။ ပီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာတရင်ချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3969633333တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ပီတူလူထုအနေနဲ့စေရီတရင်ဝေဟင်တရင်တွေကိုအမြဲတမ်းနှာချောင်းဖို့အပြင်လူစုလူဝေးတွေကိုအတန်နိုင်ဆုံးရှောင်ကြဖို့အရေးကြီးတွေလို့ကချင်လူလိုက်ရဲ့အဖွဲ့အစည်း KNA တရင်နဲ့ပြန်ကြရတဲ့တာဝန်ခံဘူမူကြီးနှုတ်ကအတိပေးပြောဆိုပါရယ်။နမမြတ်နေရာတက်ဆက်ပေးပါပါ။ အော်တိုဘာလာတလာအတွင်းကချင်တုလရေးတမ်တော် KIA နဲ့စစ်ကော်မရှင်တို့ကြားမြေပြင်ထိတွေ့တိုက်ပွဲအကြိမ်တရာကျော်လောက်ရှိပြီးလေကြောင်းတိုက်ခတ်မှုဟာလည်းအော်တိုဘာလာတလာအတွင်းပုံဆိုးတွေတပိုးမျိုးရှိတယ်လို့ပုံမှုကြီးတော်ဘူကပြောပါရယ်ဂျက်ဖိုက်တာရော့ကက်ပစ်တာတွေဝိုင်းထွက်မျိုးစားနဲ့တိုက်ခိုက်တာတွေရှိပြီးတနင်္လာသေးကိုပုံကလုံး40လောက်ကြေးချတိုက်ခိုက်တာရှိတဲ့အတွက်လေကြောင်းတိုက်ခတ်မှုဟာအရင်လနဲ့တိုင်းရှင်ရင်အော်တိုဘာလာအတွင်းပိုဆိုးတဲ့အခြေအနေဖြစ်ပါတယ် ရွေးကောက်ပွဲညီလာတာကြောင့်စီကော်မရှင်ဟာနေမည်ဆိုးမှုထိန်းချုပ်နိုင်ရေးလေကြောင်းနဲ့ပုံကျေတာတွေအပြင်းထန်ပြုလုပ်နေတာတွေ့ရသလိုသူတို့လက်လူဆုံရှုံသွားတဲ့မြို့နယ်တွေမှာမေးပုံးထောင်နိုင်ဖို့အတွက်ပြည်သူလူထုကိုလုံခြုံရေးပျော်ကွယ်တဲ့သဘောမျိုးနဲ့အခုလိုမျိုးလေကြောင်းနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ကချင်နုနယ်ရဲ့ဖွဲ့စည်း KIO KIA တည်တည်နဲ့ပြန်ကြားရေးတာဝန်ခံပုံမူကြီးနော်ဘူကအခုလိုတုံ့တပြောဆိုပါတယ်။စကားစပ်ပက်ကလည်းသူတို့လူထုချူတဲ့နေရာမှာပုံကျေတာကတော့ 我老苦卖孔雀肉，苦少。咱们苦，以前买肉都买肯德基、呃 <noise>，青椒肉，都腌巴的。啊，假如，到那年，不是我们掏钱多的，一路路徒步挺少的。到你们呢，一路路新鲜的嘛，孔雀肉，那那那菜那边，拿来品牌的。喏，那我跟他交流，呃，买出的部分肉呢，也在那品牌的， တိုက်ပွဲဖြစ်ပွားမှုရှိတဲ့ပြည်သူလူထုရှိတဲ့နေရာတွေအပြင်သူတို့မတင်ကြတဲ့တောတောင်မှာဘုံကျေးတာတွေလှုပ်ဆောင်တာရှိနေပြီးအော်တိုဘာလ23ရက်နေ့တရက်အတွင်းဖက်ကတ်မြို့နယ် KIA တိုက်ရင်6တီရှိရာနေရာကိုကော်မရှင်ကဝိုင်းထွေးနဲ့ဘုံအလုံး၄၀လောက်တိကျတိုက်ခတ်ခဲ့တာပါပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာလည်းကချင်ပြည်နယ်အတွင်းမှာစစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်တိတ်ဆုံးသူ30ဦးအထိရှိခဲ့တာပါစစ်ကောင်စီအနေနဲ့တော်လန်ရင်းနေမိတွေ့တာမကအရက်သားတွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့မြင်မိကြောင်း စစ်ကော်မရှင်ရဲ့လေကြောင်းဒရုန်းတွေနဲ့လေကြောင်းတိုက်ခိုက်မှုအပေါ်နိုင်ငံရေးတုံးတက်လေလာသူတို့ကလည်းမိချင်းသားသတင်းချာနယ်ကိုပြောပါတယ်။လက်ရှိအချိန်မှာတော့ချင်းပြည်နယ်အတွင်းကဖကန်ဒေတာပမောဝိုင်းမော်မြို့နယ်လမြောင်ကျေးရွာစစ်မေပြင်ဘက်တွေမှာစစ်ရဲ့အခြေအနေတင်းမာနေတယ်လို့စစ်ကော်မရှင်ပူပေါင်းတပ်သားတွေဘူတော်အိုခရိုင်ခေါင်လောင်ဖိုးဘက်ကနေလန်စီကျေးရွာဘက်စစ်ကြောင်းထိုးတာတွေရှိတာကြောင့်အော်တိုဘာလ3ရက်ကတိုက်ပွဲဖြစ်ပွားနေတာပါ။ ြန်မာလူချို့ကိုမမေ့လျော့ချဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ချဖို့ဘော်ရဟမင်းကြီးလီယိုကနိုင်ငံတကာအတိုင်းအဝိုင်းကိုတိုက်တွန်းလိုက်ပါတယ်။ဗာတီကန်အချိန်နိုဘာလ9ရက်နေ့ကပြုလုပ်တဲ့သူရဲ့ဟောပြောမှုမှာဘော်ရဟမင်းကြီးလီယိုကမြန်မာနိုင်ငံအကြောင်းထည့်တင်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီကရီအော်တိုဘာလ19ရက်နေ့ကလည်းမြန်မာနိုင်ငံမှာအရသာတွေနဲ့ခြေကအဆောက်အုံတွေလေကြောင်းတက်ခိုက်ခံရတာနဲ့ပြမထားတက်ခိုက်ခံနေရတဲ့အပေါ်ဝန်တွေအကြောင်းဘော်ရဟမင်းကြီးကပြောခဲ့ပါတယ်။အရိတ်တော်ဝန်လေးဘော်ရဟမင်းကြီးဟာ မြန်မာနိုင်ငံမှာအပြစ်ခတ်ရစေးရဲ့အတွက်တိုက်တွန်းခဲ့သလိုထိခိုက်ကန်စားနေရသူတွေအတွက်လည်းတတူဝနေရီလို့ပြောဆိုခဲ့ပါတယ်။ဘိုယာမင်းကြီးလီယိုဟာအရင်ဘိုယာမင်းကြီးဖရန်စစ်ကွယ်လွန်သွားပြီးရနောက်ခုနှစ်မေလရှိရနေ့ကစပြီးဘိုယာမင်းကြီးရသူကိုစက္ကန့်ခဲ့တဲ့ပထမဆုံးအမေရိကန်နိုင်ငံသားဖြစ်ပါတယ်။ဘိုယာမင်းကြီးဟာသူရဲ့စက္ကန့်ပွဲကျင်းပခဲ့တဲ့မေလတုန်းကလည်း မြန်မာနိုင်ငံနဲ့ဂါဇာပြည်သူတွေအတွက်ဆူတောင်းပေးခဲ့ပူပါရယ်ကုလသမဂ္ဂရဲ့အဆိုအရမြန်မာနိုင်ငံမှာလူသားစာနာမှုအကူအညီလိုအပ်နေတဲ့သူ၂၂တန်းကျော်ရှိနေပြီးစကြောတန်းကျော်ဟာလည်းစာနာရေးကာရှာပါမှုနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါရယ်မြန်မာနိုင်ငံမှာတော့အနာသိမ်းပြီးချိန်ကနေ၂၀25ခုနှစ်နိုဝင်ဘာလ9ရက်နေ့အထိဆေးဥစုရဲ့တပ်ဖြတ်မှုကြောင့်တိတ်ဆုံသွားတဲ့သူတွေထဲနမင်းတကွအတည်ပြုနိုင်တဲ့ပြည်သူ9444ယောက်ရှိနေပြီးအတည်မပြုနိုင်တဲ့အရေးအတွက်ကတော့၄100လောက်ရှိနေရလို့ နိုင်ငံရေးအချင်းသားများကုညီဆောင်ရှောက်ရေးအတွင်း EPP ရဲ့ဆင်းရဲရသေးရပါတယ်။အနေရကြီးစွာတည်ရှိနေတတ်တဲ့မြေမြုပ်မိုင်းတွေရဲ့တိမတ်ဖွဲရတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံတန်အရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတစ်တာတမမဟုတ်ပလတ်စတစ်တမမဟုတ်တတ်တူတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ လက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဓမ္မမဟုတ်ဝါယချိုးနဲ့ရှိနေတတ်ပါတယ်မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုတ်မိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တတားတဲ့ဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီး မြင်တွေ့ဖို့ခဲယဉ်ပါတယ်မြင်းမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွှေ့တာဖြစ်ပေါ်တတ်ပါတယ်မြင်းမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပြင်တွေနဲ့တစ်ပင်တွေကြား꽌ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောင်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်အချို့မြင်းမြုံမိုင်းတွေကိုမြင်းမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တမင်းနည်းတဲ့အခါဒါမှမဟုတ် ရင်နဲ့တက်ချိန်မိတဲ့အခါပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမြုပ်မိုင်းမှာမှရုပ်ချီးပောက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီးပောက်ကွဲမိုင်းဆိုတာကမ္ဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတက်မိုင်းဆိုတာ ောက်ကွဲတဲ့အခါအစာနာဖျာထွက်ပြီးထိခိုက်သူတာမကအနီးဝန်းကျင်က အခြားသူတွေကိုပါထိခိုက်ပြီးဒေဆုံနိုင်ပါတယ်။ယင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပူကြည့်ပြီးပောက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်ပေါ်မှာခြားထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကို ထိမိတာဒါမှမဟုတ်ဖျက်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါ။ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြစ်ခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးတစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဓမ္မမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနတ်နဲ့ပြစ်ခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။ မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုထားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေရှိပါတယ်။တချို့တော့မြေမြုပ်မိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပေါက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုခြေပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ မြေပြင်နဲ့ထိချိန်မပေါက်ကွဲသေးဘဲဆက်ရှိနေရင်အနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပတိပခများရက်ဆဲသွားပြီးနှောက်တွေမှာလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့တရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရတဲ့အထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချိန်ပြည်နေအတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။